မိတ်ဆွေတို့မိဘမဲ့ကလေးဘဝအနိုင်ကျင့်ခံရမှုတွေနဲ့ရုန်းကန်နေရတဲ့ကလေးတယောက်အကြောင်းကိုစိတ်ကူးကြည့်ဘူးလားဆယ်ကျော်သက်အရွယ်မှာမူရစ်စေဝါရောင်းဝယ်သူတွေကြားထဲရောက်သွားပြီးသူ့ကိုယ်သူကာကွယ်ဖို့အတွက်ဘလို့ရုန်းကန်ရမလဲအဲအန်တယ်ရီရေးသားတဲ့ရှူကာအန်စကားစာအုပ်ထဲမှာဂျက်စီဆိုတဲ့မိန်းကလေးကဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ခဲ့ရပါတယ်ဒီစာအုပ်ကဂျက်စီရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးကိုဘလို့ဖျက်ဆီးခဲ့လဲဆိုတာကိုပြောပြထားပါတယ်အဲအန် တယ်ရီရေးသားတဲ့ Sugar and Scar စာအုပ်ထဲမှာ Jesse ဆိုတဲ့မိန်းကလေးရဲ့ဘဝအကြောင်းကိုပြောပြထားပါတယ်။ Jesse ဟာမိဘမတယောက်ဖြစ်ပြီးသူ့ဘဝမှာအခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။သူ့အမေမူးယစ်ဆေးအလွန်အကျွံသုံးဆွဲလို့တည်ဆုံသွားပြီးအဖိုးအဖွားတွေကလည်းထူးဆန်းစွာတည်ဆုံသွားခဲ့လို့ Jesse ဟာမိဘမဲ့ဘဝကို ရောက်သွားပါတယ်။ Jesse ဟာမိဘမဲ့ကေဟာတွေကိုရောက်သွားပြီးကယူဆိုင်မှုမရှိတဲ့သူတွေအနိုင်ကျင့်တဲ့သူတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ငငယ်ရွယ်ရွယ်နဲ့ပဲလုံခြုံမှုမရှိခြင်း အဖိုးဖွားတွေကိုလွှမ်းစွတ်တန်းတခြင်းနဲ့နာကျင်စရာတွေနဲ့ပြည့်နှက်နေတဲ့ကဘာမှာနေရာတနေရာရဖို့ရုန်းကန်ခဲ့ရပါတယ်။ဂျက်စီပတ်ဝန်းကျင်ကလူကြီးတွေကသူ့ကိုဂရုမစိုက်ကြပါဘူး။အနိုင်ကျင့်ဖို့ပဲစောင့်နေကြတာများပါတယ်။ဒါကြောင့်ဂျက်စီဟာအရန်တဘောကောင်းရင် အနေရများတယ်ဆိုတာကိုသိသွားပြီးခန္ဓာရင်ရှိအောင် ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာကန်ဂျမာကဂျက်စီဘဝကိုပြောင်းလဲစေမယ့်အခွင့်အရေးတစ်ခုကိုပေးခဲ့ပါတယ်။ဂျက်စီဟာမွေးစားမိဘရဲ့သားဖြစ်သူကအနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာဒေါလို့ခေါ်တဲ့တတူးတွေနဲ့လူတစ်ယောက်ကချက်စီကိုကယ်တင်ခဲ့ပါတယ်။ဒါခါအနိုင်ကျင့်တဲ့ကောင်လေးရဲ့လက်တွေကိုရိုက်ချိုးပြီးချက်စီကိုသူ့ကိုယ်သူကာကွယ်ဖို့တတိပေးခဲ့ပါတယ်။ဒါခရဲ့ပုံစံကကြောက်စရာကောင်းပေမဲ့ချက်စီအတွက်တော့တတောင်တတာဖြစ်စေပါတယ်။ဒါခါချက်စီရဲ့နာကျင်မှုကိုတကယ်နားလည်ပေးပြီးကူညီပေးခဲ့တဲ့ပထမဆုံးလူကြီးပါ။တခါတလေကိုယ့်အရာကိုကာကွယ်ဖို့အတွက်ရက်စက်ဖို့လိုတဲ့ဆိုတဲ့သင်ခန်းစာကိုဒါကချက်စီကိုတင်ပေးခဲ့ပါတယ်။ချက်စီကိုကယ်တင်ဖို့ထိုက်တန်တယ်ဆိုတဲ့မျှော်လင့်ချက်ကို ဒါကစတင်ပေးခဲ့တာပါဒါခာဂျက်စီအတွက်ကယ်တင်ရှင်တယောက်ပါပဲဂျက်စီဟာမိဘမဲ့ကေဟာမှာအခက်အခဲများစွာကိုဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်သူ့ကိုအနိုင်ကျင့်တဲ့ကောင်လေးကိုခုခံပြီးတဲ့နောက်မှာဂျက်စီဟာမိန်းကလေးများအတွက်ဂေဟာတစ်ခုကိုပြောင်းရွှေ့ခံခဲ့ရပါတယ်အဲ့ဒီမှာဂျက်စီဟာခဏတာလုံခြုံမှုကိုရခဲ့ပေမဲ့မကြခင်မှာပဲဖုန်းကြီးတစ်ပါးရဲ့ပြစ်မှတ်ထားခြင်းကိုခံခဲ့ရပါတယ်အနိုင်ကျင့်ခံရတဲ့စဝန်ကဆက်လက်လက်ပတ်နေပြီး ဂျက်စီရဲ့လူကြီးတွေအပေါ်ယုံကြည်မှုကပျက်စီးသွားခဲ့ပါတယ်။ဂျက်စီဟာသူ့ကိုယ်သူအားကိုးဖို့တည်ယူခဲ့ပြီးအမှုပညာနဲ့ခဏတာခင်မင်မှုတွေမှာနှစ်သိမ့်မှုရယူခဲ့ပါတယ်။ဒါပေမဲ့ကဘာကြီးကသူ့အတွက်ရန်လိုနေစေပါဂျက်စီရဲ့ခံနိုင်ရည်အားကတိုးလာပေမဲ့တော်တဲ့အထီးကျန်စိတ်တွေကလည်းကြီးထွားလာခဲ့ပါတယ်။ဒါပေမဲ့စိတ်မေရီမှာတော့ဝီလီယံဆိုတဲ့နောက်ထပ်အနိုင်ကျင့်ခံရသူတစ်ယောက်နဲ့တငယ်ချင်းဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူဖွဲ့စည်းရဲ့အနေအရီကိုရင်ဆိုင်ခဲ့ကြပြီး ဖာသာဂါဘရီယယ်ရဲ့အနိုင်ကျင့်မှုကိုလည်းခံခဲ့ရပါတယ်။ဂါဘရီယယ်ကသူ့ကိုပြစ်မှတ်ထားတဲ့အခါဂျက်စီဟာကိုယ်တိုင်ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဖခင်အကြောင်းပြုချိန်မှာဂါဘရီယယ်ရဲ့ဝိယုံကိုမရှုလိုက်ပါတဲ့။ဒီလောက်ရက်ကဂျက်စီနဲ့ဝီလီယံရဲ့ဆက်ဆံရေးကိုခိုင်မာစေခဲ့ပြီးဂျက်စီဟာနောက်ထပ်အနိုင်ကျင့်ခံရသူမဟုတ်တော့ဘဲပြန်လည်ခုခံဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာဂျက်စီဟာသူ့တော်ရင်းနှီးနဲ့အတူနေဖို့ထရက်ကောင်တီလို့ခေါ်တဲ့နေရာကိုပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲ့ဒီမှာဂျက်စီဟာတတုပညာရှင်ပစ်တန်နဲ့တွေ့ဆုံခဲ့ပြီးပစ်တန်ကသူ့ကိုတင် जा ပေးခဲ့တယ်လို့ဖခင်လိုလည်းဆက်ဆံခဲ့ပါတယ်ဂျက်စီနဲ့ဝီလီယံရဲ့ခင်မင်မှုကပုံမှုနဲ့ဆိုင်လာပြီးမဲ့သူတို့ကြီးပြင်းလာတာနဲ့အများသူတို့ရဲ့ဆက်ဆံရေးကနာကျင်မှုတွေနဲ့မပြောရတဲ့ခံစားချက်တွေကြောင့်ရှုပ်ထွေးလာခဲ့ပါတယ်ဂျက်စီဟာအမှုပညာပချီနဲ့တတူထိုးခြင်းတွေမှာရွေချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဂျမီလိုမျိုးအနိုင်ကျင့်တတ်တဲ့လူတွေရဲ့အနေရကအမြဲရှိနေပါတယ် Jimmy ကသူ့တော်ရဲ့ရည်စားတစ်ပါ။ Jesse ရဲ့ကဘာကအားနည်းချက်နဲ့ဒဲလိုမှုကြားမှာအများအန်းချိန်ခွေရှာညှိနေရတဲ့အခြေအနေပါ။ Jesse ဟာကြီးပြင်းလာတာနဲ့အမျှသူ့မျက်နှာကိုတရိုးကောင်းပုံစံနဲ့ချေပြီးတကြားလုံးလို့ခေါ်တဲ့နာမည်နဲ့ဒေသတွင်းမူရစေဝါရောင်းဝယ်မှုကိုတာဝန်ယူခဲ့ပါတယ်။အားနည်းတဲ့သူတွေကိုကာကွယ်ဖို့အတွက်တကြားလုံးကတန်ရှင်းတဲ့မူရစေဝါတွေကိုဖြန့်ဝေပြီးအဲ့ဒီကရတဲ့အမျက်အစွန်းတွေကိုဆင်းရဲတဲ့သူတွေကိုကူညီဖို့အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ဂုံတဲ့င်းကကြီးထွားလာပြီးမဲ့အနေကလည်းကြီးထွားလာပါတယ်။ဒက်ဆာဒီဗယ်လို့ခေါ်တဲ့ပြိုင်ဘက်ဂိုင်းဝင်တွေကဂျက်စီကိုရန်ဖြူဖို့စောင့်နေကြပါတယ်။ဂျင်မီကလည်းဂျက်စီအိမ်ကိုရောက်လာပြီးဂျက်စီကိုအနေပေးဖို့ကြိုးစားနေပါတယ်။ဂျက်စီရဲ့နှစ်ထပ်ကွန်ဘဝကသူ့ကိုခွန်အားပေးတယ်လို့အထီးကျန်စေပါတယ်။ဒါကြောင့်လူသားဆန်မှုကိုထိမ့်သိမ့်ဖို့သူယုံကန်နေရပါတယ်။ဘစ်တန်ရဲ့တတူဆိုင်ကဂျက်စီအတွက်ခိုးလုံရဖြစ်လာပြီးအဲ့ဒီမှာသူကလက်ခံမှုကိုရရှိခဲ့ပါတယ်။ ဂျက်စီဟာရာဖေးဆိုတဲ့ဆိုင်ကယ်စီးသူနဲ့လည်းခင်မင်ရင်းနှီးခဲ့ပြီးဒါ့ခ်နဲ့လည်းပိုမိုနှဆိုင်တဲ့ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပါတယ်။ဒါ့ခ်ကဂျက်စီကိုကာကွယ်ပေးတယ်လို့ချစ်သူလည်းဖြစ်လာနိုင်ပါတယ်။ဂျက်စီဟာတကြားလုံးအနေနဲ့တက်ဆတ်ဒီဗယ်ရီကိုလှည့်စားပြီးထရက်ကောင်တီရဲ့အန်ဒါဝေါ်မှာအုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်။သူကသူ့ရဲ့တကိုးကိုအားနည်းတဲ့သူတွေကိုကာကွယ်ဖို့အသုံးပြုခဲ့ပါတယ်။ဂျက်စီရဲ့လှုပ်ရက်တွေက ရာဇဝတ်ကောင်နဲ့သူရဲ့ကောင်းကြားကမြင်းကိုဝါသွားစေပြီး လူတွေကသူ့ကိုကြောက်ရွံ့တယ်လို့ချစ်လဲချစ်ကြပါတယ်။ Dark နဲ့ Raffe နဲ့သူမရဲ့ဆက်ဆံရေးကပိုမိုရှုပ်ထွေးလာပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးက Jessie ရဲ့ခွန်အားနဲ့အားနည်းချက်ကိုနှစ်သက်ကြလို့ပါပဲ။ Jimmy ကရေနေနဲ့အတူနေထိုင်ပြီးအိမ်အောင်စုကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ Jimmy က Jessie ကိုလိမ်မိုက်ဆိုင်ရာအရအနေရပေးဖို့ကြိုးစားတဲ့အခါ Jessie ဟာသူ့ကိုသူကာကွယ်ဖို့အတွက်ပိုမိုရက်ဆက်လာခဲ့ပါတယ်။ Jessie ဟာသူ့ကိုသူကာကွယ်ဖို့အတွက် Jimmy ကိုမူရစေဝတ်တိုက်ပြီး နောက်ဆုံးမှာသူ့ရဲ့မူရစ်စေဝါတွေကိုခိုးယူခဲ့ပါတယ်။အဲ့ဒီမူရစ်စေဝါတွေကိုသူ့ရဲ့ရည်ရွယ်ချက်တွေအတွက်အသုံးပြုခဲ့ပါတယ်။ခိုးလုံရဖြစ်တဲ့အိမ်ကနောက်ထပ်စစ်မြေပြင်တစ်ခုဖြစ်လာပြီးဂျက်စီဟာဘယ်တော့မှအနိုင်ကျင့်ခံရသူမဖြစ်တော့ဘူးဆိုတဲ့စိတ်နဲ့နေထိုင်ခဲ့ပါတယ်။ဝီလီယံနဲ့ဂျက်စီရဲ့ဆက်ဆံရေးကပျက်စီးသွားပြီးဂျက်စီဟာပုံမိုအထီးကျန်ဆန်လာက သူ့ရဲ့တကြလုံးဆိုတဲ့ပုံစံနဲ့အမှုပညာကိုအားကိုးခဲ့ပါတယ်။ဘစ်တန်ကဂျက်စီဘဝမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုံးလုံးဖို့တင်ယူဖို့နဲ့ကူတာဖို့နေရာတစ်ခုကိုပေးခဲ့ပါတယ်။ဗစ်တန်ကဂျက်စီရဲ့အမှုပညာပါရမီနဲ့နာကျင်မှုကိုအတိမတ်ပြုပြီးသူတို့နှစ်ယောက်ကြားကဆက်ဆံရေးကအပြန်အလှန်လေးစားမှုနဲ့ဂယုဆိုင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဂျက်စီအတွက်တတူးဆိုင်ကသူ့ရဲ့စိတ်အေးချမ်းရာနေရာတစ်ခုဖြစ်ပြီးပြင်ပကဘာရဲ့အနေရတွေကဘယ်တော့မှဝေဝေမသွားပါဘူး။ဒါကြောင့်ဂျက်စီဟာဂျင်မီနဲ့ဒက်ဆာဒီဗယ်ရီရဲ့အနေရတွေကိုရင်ဆိုင်နေရချိန်မှာဗစ်တန်ရဲ့အကူအညီကအရေးကြီးပါတယ်။ ဂျက်စီဟာဝီလီယံကိုတခြားမိန်းကလေးတစ်ယောက်နဲ့တွေ့တဲ့အခါစိတ်ပျက်သွားခဲ့ပါတယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ချစ်သူကိုဆုံးရှုံးလိုက်ရတာကဂျက်စီအတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုပါ။ဒါပေမဲ့အဲ့ဒီဆုံးရှုံးမှုကသူ့ကိုယ်သူကာကွယ်ဖို့အတွက်အာရုံစိုက်နိုင်ဖို့လွတ်မြောက်စေခဲ့ပါတယ်။ဂျက်စီဟာသူ့ရဲ့ရက်ဆက်တဲ့ဘက်ကိုလက်ခံပြီးဘလို့အခြေအနေမျိုးမှမဆိုသူ့ကိုယ်သူကာကွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုသစ္စာဖောက်ခံရတာကဂျက်စီကိုတခြားလုံးအဖြစ်အပြေးဝက်ရက်တီးဖို့သူ့ရဲ့ကံကြမ္မာကိုထိ ंछ ုပ်ဖို့နဲ့ ဘသူကမှသူ့ရဲ့တမိုးကိုအတိတ်ပဲဖွင့်ဆိုခွင့်မပေးဘူးတောင်းအားပေးခဲ့ပါတယ်။ဒါခ်နဲ့ရာဖေးနဲ့သူမရဲ့ဆက်ဆံရေးကပုံမှုပြင်းထန်လာပြီးသူတို့ဟာချစ်ချင်းမြတ်တာနဲ့ဒုံကြည်မှုကိုမြင်လာခဲ့ပါတယ်။ဒါပေမဲ့သတိထားနေစေပါ Jesse ဟာတကြားလုံးအဖြစ်သူ့ရဲ့လှုပ်ဝက်ပုံရိပ်ကိုဖော်ထုတ်ခံရမယ့်အနေနဲ့ရင်ဆိုင်နေရပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဖေဘီကာထရက်ကောင်တီကိုချင်းကပ်လာလို့ပါပဲ။ Dark နဲ့ Raffiro ကလည်း Jesse ဘဝမှာပါဝင်ပတ်သက်လာပြီ ကာကွယ်ပေးသလိုခံစားချက်တွေကိုလည်းရှုပ်ထွေးစေပါတယ်။ဂျက်စီရဲ့မိဘအကြောင်းကိုသိရှိရတာကမျှော်လင့်ချက်နဲ့အနေရဲ့အစ်စ်တွေကိုယူဆောင်လာပေးပါတယ်။ဘာလို့လဲဆိုတော့ဘီရဲ့ရာဇဝတ်မှုတွေနဲ့စိုင်းကဲခိုင်းတွေကြားကစစ်ပွဲတွေကဂျက်စီကိုအနေရဲရောက်စေနိုင်လို့ပါပဲ။မိသားစုတစ္ဆာဆောင်တိမှုနဲ့ရှင်တန်မှုကြားကမြင်းတွေကဝါလာပြီးဂျက်စီဟာဘသူကိုယုံကြည်ရမလဲဆိုတာကိုဆုံးဖြတ်ရပါတော့မယ်။ဂျက်စီဟာဒက်ဆက်ဒီဗရီကသူ့ဘဝမှာနာကျင်စရာတွေဖြစ်စေခဲ့တဲ့အကြောင်းကိုတွေ့ရှိခဲ့ပါတယ်။ သူ့အမေရဲ့တည်ဆုံမှုနဲ့သူ့ရဲ့အနိုင်ကျင့်ခံရမှုတွေလည်းပါဝင်ပါတယ်။ Dark Graphy နဲ့ Secretary ရဲ့အကူအညီနဲ့ Jessie ဟာသူ့ကိုနဲ့တခြားသူတွေကို နာကျင်စေခဲ့တဲ့လူတွေကိုပြစ်မှတ်ထားပြီးလက်စားချီခဲ့ပါတယ်။အကြမ်းဖက်မှုကစိတ်ကိုတက်တာစေပေမဲ့ကုန်ကျစရိတ်ကကြီးမားပါတယ်။ဒါကြောင့် Jessie ဟာသူ့ရဲ့တွင်းစိတ်ထဲကမှောင်မိုက်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။တရားမျှတမှုကိုရှာဖွေခြင်းကခက်ခဲပေမဲ့နောင်ကျိုးအစ်တွေကိုဖန်တီးပေးပြီးအနာဟောင်းတွေကိုပျောက်ကင်းစေခဲ့ပါတယ်။ ်စီရဲ့ dark နဲ့ graphic နဲ့ဆက်ဆံရေးကပုံမိုနှဆိုင်လာပြီးကာကွယ်သူနဲ့တငယ်ချင်းကနေချစ်သူတွေဖြစ်လာခဲ့ပါတယ်။သူတို့၃ယောက်ဟာနာကျင်မှုကိုမျှဝေခံစားပြီးအပြန်အလှန်လေးစားမှုတွေနဲ့ပေါင်းစည်းထားတဲ့ရှုပ်ထွေးပြီးထူးခြားတဲ့နောက်ကျိုးတစ်ခုကိုဖန်တီးခဲ့ပါတယ်။သူတို့ရဲ့ချစ်ချင်းမေတ္တာကကုသပေးနိုင်တယ်လို့အခက်အခဲတွေလည်းရှိပါတယ်။ဘာလို့လဲဆိုတော့တယောက်စီမှာကိုယ်ပိုင်ပြဿနာတွေရှိလို့ပါပဲ။သူတို့၃ယောက်ရဲ့ဆက်ဆံရေးကခွန်အားရဲ့အရင်းမြစ်တစ်ခုဖြစ်တယ်လို့သူတို့ရဲ့အမာယွတ်တွေကိုလည်းတတိယစီပါတယ် ဂျက်စီဟာ KD ဆိုတဲ့ငယ်ရွယ်တဲ့မိန်းကလေးရဲ့အုတ်ထင်းသူဖြစ်လာခဲ့ပါတယ်။ KD ကဂျက်စီလိုပဲအနိုင်ကျင့်ခံခဲ့ရပြီးလစ်လျူရှုခံခဲ့ရပါတယ်။ဆက်ဝန်းကိုဖျက်ဆီးဖို့ဆုံးဖြတ်ထားတဲ့ဂျက်စီဟာ KD ကိုလုံခြုံအောင်ထားဖို့ကြိုးစားခဲ့ပါတယ်။ KD ကိုကာကွယ်ဖို့ကြိုးစားခြင်းကဂျက်စီရဲ့တူတက်မှုကိုတက်သေးပြသလိုသူ့ရဲ့တကူရဲ့အကန့်အသတ်တွေကိုလည်းသိစေပါတယ်။ KD ကိုကယ်တင်ဖို့ကြိုးစားခြင်းကဂျက်စီအတွက်နာကျင်မှုတွေကိုကုစားပေးသလိုတခြားကလေးတွေကိုလည်းသူ့လိုမခံစားရအောင်ကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားကြောင်းတက်သေးပြပါတယ်။ နှစ်ပေါင်းများစွာခွဲခွာနေပြီးနောက်ဂျက်စီဟာသူ့ရဲ့အဖေဘီနဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးကနောင်တော့ဒေါသနဲ့တန်တားမှုတွေနဲ့ပြည့်နေနေပါတယ်။ဒါပေမဲ့ပြန်လည်ကူစားဖို့လည်းဖြစ်နိုင်ပါတယ်။ဂျက်စီကိုကာကွယ်ဖို့ဘီရဲ့စူးစမ်းမှုတွေကကောင်းကြီးတစ်ခုဖြစ်တယ်လို့ဂျက်စီကိုထိန်းချုပ်ဖို့လည်းစူးစမ်းနေပါတယ်။သူတို့နှစ်ယောက်အတူတူအကြမ်းဖက်မှုနဲ့ဆွဲလန်းမှုတွေကိုရင်ဆိုင်ပြီးမိသားစုအနေနဲ့ရှေ့ဆက်ဖို့လမ်းကြောင်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ ဒက်နဲ့ရာဖေးရဲ့အကူအညီနဲ့ဂျက်စီဟာစိတ်ပိုင်းဆိုင်ရာကိုပြန်လည်တုံ့တက်ခဲ့ပြီးသူ့ကိုအတိတ်ပဲဖွင့်ဆိုခဲ့တဲ့နာကျင်မှုတွေကိုရင်ဆိုင်ခဲ့ပါတယ်။ဇလန်ပြောခြင်းဝန်ခံခြင်းနဲ့စိတ်သက်သာရာရခြင်းတွေကနေတဆင့်ဂျက်စီဟာသူ့ရဲ့ခွန်အားတွေကိုဆွန့်လွတ်ပြီးအားနည်းချက်ကိုလက်ခံဖို့စတင်ခဲ့ပါတယ်။ဂျက်စီဟာသူ့ရဲ့နာကျင်မှုတွေကိုမီးရှို့ပြီးပျော်ရွှင်ဖို့သူ့ရဲ့အခွင့်အရေးကိုတောင်းဆိုခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်ကနာကျင်ပေမဲ့မရှိမဖြစ်လိုအပ်ပါတယ်။ဒီလုပ်ငန်းစဉ်ကချစ်ချင်းမြတ်တာ ခွင့်လွှတ်ခြင်းနဲ့ကိုကိုကိုလက်ခံခြင်းတွေအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ဂျက်စီနဲ့ဒေါက်တိုဟာတက်ဆက်တီဘယ်တွေကိုဖြည့်ဆည်းဖို့စီစဉ်ခဲ့ပါတယ်။ဂျက်စီနဲ့သူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူတွေကိုဖယ်ရှားခဲ့ပါတယ်။ဒီလို့ရက်ကဂျက်စီရဲ့အနိုင်ကျင့်ခံရသူကနေလက်စားချေသူအဖြစ်ပြောင်းလဲလာမှုကိုတည်တည်ပြပါတယ်။ဒီအကြမ်းဖက်မှုကတရားမျှတမှုနဲ့ပြီးဆုံးခြင်းတစ်ခုလုံးဖြစ်ပြီးဂျက်စီနဲ့သူ့ရဲ့မိသားစုကိုအတိတ်ရဲ့အရေးကနေလွတ်မြောက်စေခဲ့ပါတယ်။ကုံကြစိတ်ကကြီးမားပေမဲ့အောင်မြင်မှုကပြောင်းလဲစေခဲ့ပါတယ်။ ဂျက်စီရဲ့ဆင်းရဲဒုက္ခတွေကိုဖန်တီးခဲ့တဲ့ group ကိုနောက်ဆုံးမှရင်ဆိုင်ခဲ့ပြီးဖြက်စီးနိုင်ခဲ့ပါတယ်။ဂျက်စီကိုချိုးဖျက်ဖို့ကြိုးစားခဲ့တဲ့လူကိုဒက်ရဲ့အကူအညီနဲ့ရင်ဆိုင်ခဲ့ပါတယ်။တခြားလုံးအဖြစ်ကနေအဆုံးသတ်ပြီးဘဝအခန်းအသစ်တစ်ခုကိုစတင်ခဲ့ပါတယ်။ဂျက်စီဟာဒက်ရာဖေးနဲ့သူတို့ရဲ့မိသားစုနဲ့အတူဘဝကိုတည်ဆောက်ခဲ့ပါတယ်။သူကဗစ်တန်နဲ့တတူးဆိုင်ဖွင့်ပြီး KT ကိုသူ့ရဲ့ညီမဖြစ်မွေးစားခဲ့ပါတယ်။ပြီးတော့အမှုပညာနဲ့ ချစ်ချင်းမေတ္တာတွေမှာငြိမ်းချမ်းမှုကိုတွေ့ရှိခဲ့ပါတယ်။အတိတ်ကအနာတွေကိုမေ့ပြလို့မရပေမဲ့သူတို့ကဂျက်စီဘဝမှာအဓိကအခန်းကဏ္ဍကနေပါဝင်တော့မှာမဟုတ်ပါဘူး။ဂျက်စီရဲ့ခရီးကရှင်တန်ချင်းတောင်းလဲခြင်းနဲ့နောက်ဆုံးမှာမျှော်လင့်ခြင်းတွေနဲ့ပြည့်နှက်နေပါတယ်။ဂျက်စီရဲ့သမီးဘီလီရော့စ်မွေးဖွားလာခြင်းကခံနိုင်ရှိခြင်းနဲ့ပိုမိုကောင်းမွန်တဲ့အနာဂတ်ရဲ့အလားအလာကိုပြတ်တနေပါတယ်။မိတ်ဆွေတို့ရဲ့ဒီစာအုပ်ထဲကဂျက်စီတယောက်ဘဝကိုဘယ်လိုရုန်းကန်ခဲ့လဲ။ မိသားစုလိုတန်ရောစဉ်ကိုဘလို့တိဆောက်ခဲ့လဲဆိုတာတွေးကြည့်ကြပါကိုပဝင်းချင်းမှာအကူအညီလိုနေတဲ့ကလေးတွေလူငယ်တွေကိုကူညီဖို့စဉ်းစားကြည့်ကြပါကိုတက်နိုင်တဲ့နည်းနဲ့သူတို့ဘဝတွေမှာအလင်းရောင်လေးတွေဖြည့်ဆည်းပေးနိုင်ပါတယ်အခုပဲစာအုပ်ကိုရှာဖတ်ပြီးဂျက်စီရဲ့ခွန်အားကိုခံစားကြည့်ပါ